အားလုံးမင်္ဂလာပါဗျာ။ဒီမှာကတော့ဒီလက်ဟစာလေးတွေရဲ့စိတ်ကွက်လေးကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်။အာဒီလက်ဟစာလေးတွေကတော့နောက်ထပ်ကြံသေးတယ်ပေါ့နော်။အားလုံးပေါင်း၁၀သားလောက်ရတယ်လို့တော့ပြောတယ်ပေါ့။သူတို့ကဲဝယ်ဖြတ်ပြီးမှခေါင်းတာပေါ့။ကဲဝယ်ဖြတ်ပြီးမှခေါင်းတာတော့အများကြီးတော့မဟုတ်ဘူးကြာနော်။၃တောင်းနဲ့ဝယ်ခေါင်းတာလေ။အဲ့တော့သူတို့ဘာလုပ်ရမှမသိလို့ကျွန်တော်ရှည်ရောက်လာတယ်။ရောက်လာတော့ကျွန်တော်ကအကြံပေးတယ်ပေါ့နော်။ဒါလေးကိုလက်ရထိုးလိုက်။လက်ရထိုးရင်တော့ဈေးတော့ရလာမှာပေါ့။ အဲဒါနဲ့ပဲကျွန်တော်ရှိ ਉ ဒီနစအရင်ဆုံးအပ်ပေးခဲ့လိုက်တယ်ပေါ့နော်အဲဒါနဲ့ပဲကျွန်တော်လက်ရထိုးပေးလိုက်တယ်ဗျအဲအကျန်းတဲ့အနေထားပုံစံတော့ကျွန်တော်တပ်ပုံမြိုက်ထားလိုက်ရအောင်ဗျအဲဒါတော့ကျွန်တော်ထိုးပြီးတဲ့အနေထားပေါ့ဗျနော်တော်တော်လေးလပါတယ်ဗျဒါလေးကိုသူတို့ရပြီတဲ့ဆိုတော့ဈေးကွဲသွားထိုးကြည့်တယ်ပေါ့နော်ဈေးကွဲသွားထိုးကြည့်တဲ့အခါမှာနှစ်သိန်းရောက်တာနဲ့သူတို့ရောင်းလိုက်တယ်တဲ့ပေါ့အဲတော့သူတို့အတွက်မင်္ဂလာခေါင်ခေါင်ဖြတ်တာပေါ့ဗျနော်သူတို့ဝင်းစရာ3000အလောက်ပဲရှိတာဆိုတော့ အဲဒါနဲ့ပဲနောက်ထပ်ကြံသေးတဲ့အစတွေကိုထပ်ပြီးမှလာအပ်တာပေါ့ရနော်ကျွန်တော်စီရောနောက်ထပ်ကြံသေးတဲ့အစကတော့ကျွန်တော်တို့ခုနှစ်ဆပေါ့အဲခုနှစ်ဆလာပြီးမှအပ်တယ်အတော်အဲ့ဒါလေးကိုကျွန်တော်လက်ရထိုးပေးလိုက်တယ်ပေါ့ဒါကတော့ကျွန်တော်တို့လက်ရမထိုးသေးခင်အနေထားကိုဓာတ်ပုံရိုက်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့ကြမ်းတယ်ကနေအချောတွေကိုဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတာသိရအောင်လို့ပေါ့ဗျာနော်အာဒါအကြမ်းတယ်အနေထားဖြစ်ပါတယ်ဗျာကြည့်အချောတွေအနေထားဘယ်လိုလာမလဲကြည့်အောင်ဗျာနော်အော်ဒါကတော့ကျွန်တော်တို့အချောတွေအနေထားကို မြင်တွေ့ရတာဖြစ်ပါတယ်ဗျ။အကြောက်လေးတွေရောတော်တော်လာတယ်ဗျာနော်အမင်္ဂလာကောင်းအောင်ဖြစ်မဲ့ကြောက်လေးတွေပေါ့ဗျာနော်အရှိရနှစ်ဆမှာကလေးအမင်္ဂလာဖြစ်နေယူပေါ့အဲ့တော့ဒီအစလေးတွေမှာဆိုရင်လည်းတော်တော်လေးကိုမှရမယ့်အနေအထားဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တော်တော်လေးလာတယ်ပေါ့နော်အကြောက်စီကြောက်တာကောင်းတယ်ဒါပေမဲ့အပွင့်တော့မရဘူးနော်ကျွန်တော်တို့အပွင့်လိုင်းအနေနဲ့ဆိုရင်တော့လုံးဝမခိုက်ပါဘူးဗျာအဒီလက်အစလေးခုနှစ်ဆကိုဈေးကွက်တော့ထိုးကြည့်မယ်ဆိုရင်တော့အနည်းဆုံးကြက်ကြီးပိုင်းကတော့ရမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ အဲဒါလေးကိုကျွန်တော်စီကွက်ဝေမျှပေးခြင်းဖြစ်ပါတယ်ဗျဒီနေ့မှာတော့ဒီကဲလေးတစ်ခုရဲ့စီကွက်လေးကိုကျွန်တော်ဝေမျှပေးသွားမှာဖြစ်ပါတယ်အဲဒီကဲလေးကတော့တင်နန်းသားတယောက်ရဲ့အကြောက်လေးဖြစ်ပါတယ်အဲဒါလေးကသူဘာလို့အမှမသိလို့ကျွန်တော်ရှေ့ရောက်လာတယ်ပေါ့ဗျာနော်အဲတော့သူရောက်လာတဲ့အချိန်တော့အပွင့်ထုတ်ဖို့ပေါ့အဲ့ဒီခါမှာကျွန်တော်တေချာကြည့်တော့ဒီကောင်ကအပွင့်ထုတ်ရင်တော့သူဝေရင်စီနေဆိုရင်တိတ်တော့အဆင်မပြေလောက်ပေါ့နော်မကြိုက်လောက်သူဝေရင်စီကတော့မများဘူးဗျာနော်၃00နဲ့ဝေခဲ့တာလို့ပြောတယ် အာဒါနဲ့ပဲကျွန်တော်အရင်ဆုံးအခွန်ကြီးချိုးလိုက်တယ်ပေါ့ဗျာနော်အဒီအပေါ်ပဲအဖုံးချမ်းတော့ဘာမှတော့မရဘူးဗျဒီအောက်ပဲအမချမ်းပဲရမှာပေါ့နော်အမညှို့နေတဲ့နေရာလေးရှိတယ်ပေါ့အဲ့ဒီညှို့နေတဲ့အဲ့ဒီညှို့နေတဲ့နေရာလေးကိုကျွန်တော်ကဒီဘေးဘက်အသားတွေအကုန်လုံးအခွန်ကြီးအကုန်လုံးဖယ်ပစ်လိုက်တယ်ပေါ့ဗျာနော်အဖယ်ပစ်လိုက်တော့ဒါလေးကတော့ကျွန်တော်တို့ဖယ်ပစ်လိုက်တဲ့အနေထားလေးဖြစ်ပါတယ်ဖယ်ပစ်ပြီးတဲ့အနေထားပေါ့နော် ဖယ်ပြစ်ပြီးတဲ့အနေအထားမှာတော်တော်လေးကိုမှလာတယ်ပေါ့နော်ဒါပေမဲ့သူအပွင့်လုတ်ချင်တယ်အပွင့်တော့မလုံနဲ့ဒါပပူးလုတ်လို့ရင်တော်တော်လာမယ်အနေအထားရှိတယ်ပေါ့ကျွန်တော်အကြံပေးတဲ့အတိုင်းသူပပူးလေးသွားလုတ်လိုက်တယ်ပေါ့ဗျာနော်ဒါလေးရတော့ကျွန်တော်တို့ပပူလေးရခဲ့တဲ့အနေထားလေးဖြစ်ပါတယ်။တော်တော်လေးကိုမှလာသွားတယ်ဗျာနော်။ခြွံငွေ၄ရောက်ပါလာတယ်ဗျာနော်။အခြွံငွေ၄ရောက်ပါတာလည်းပြီးတော့ဒီအထဲထဲမှာနည်းနည်းပန်းစစ်၄ရောက်ပါလာဆိုတော့ပို့ပြီးမှလာတာပေါ့ဗျာနော်။အဲ့ဒါပပူလေးရလာပြီလေဆိုတော့ကျွန်တော်ရှင်လာပြတယ် လာပြတော့ကျွန်တော်ဈေးခက်မှန်းပေးလိုက်တယ်ပေါ့ဗျာနော်အာဒီကောင်လေးကတော့အနည်းဆုံးကြက်ကြီး30လောက်ကတော့ရနိုင်တယ်ပေါ့နော်သွားပြီးမှတိုက်ကြည့်ပေါ့အဲဒါမှမဟုတ်တော့တိတ်ပြီးမှဟိုမယုံလာဘူးပေါ့ဗျာနော်အာအဲ့လောက်ထိရနိုင်လားပေါ့နော်သူရဲ့စိတ်ထဲမှာတော့အဲ့လောက်ထိတော့မရတော့ဘူးလို့ထင်မိတာနေမှာပေါ့ဗျာနော်အာဒါနဲ့ပဲသူသွားမှတိုက်တဲ့အခါမှာ6သိန်းရောက်တယ်နဲ့ရောင်းလာခဲ့ပြီလို့ပြောတယ်ပေါ့နော်ဒါတော့နဲ့ lucky ကောင်းကောင်းဖြစ်တဲ့သင်္นานသားတွေအများကြီးဝမ်းသာပါတယ်ဗျာ ဒီဗီဒီယိုလေးကနေအားလုံးတို့အကျိုးရှိစေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျဒီဗီဒီယိုလေးကိုစောင့်ကြည့်ရှုပြီးတော့အားလုံးတို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ